ထာဝရဘုရား၏တရားတော်၌မွေ့လျော်၍တရားတော်ကိုနှိမ့်ညမပြတ်ဆင်ခြင်အောင်မေသောသူသည်မင်္ဂလာရှိ။ရှင်ပေသူဩဝါဒစာဒုတိယဆောင်ခန်းကြီး3ချစ်သူတို့ဤဒုတိယဩဝါဒစာကို သင်တို့အားယခုငါရေး၍ပေးလိုက်၏။တန်ရှင်သောပရောဖက်တို့သည်အထက်ကဟောပြောသောစကားများကို၎င်းကဲတင်တော်မူသောအရှင်သခင်ဖရာ၏တမန်တော်ဖြစ်သောငါတို့၏ပြည့်ညတ်ကို၎င်းသင်တို့သည် အောက်မေ့စေခြင်းဟာ ဤစာနှဆောင်၌တင်တို့ဤကြည်ပြူသောစိတ်ဝိညာဉ်တို့ကိုငါတတိပေး၍နှိုးဆော်၏ရှေးဥစွာတိမအပ်သောအရာဟုမူကားနောက်ဆုံးသောကာလ၌ပြည့်ရပြုတ်တတ်သောသူတို့သည် မိမိတို့တတ်မှတ်ခြင်းအတိုင်းကျင့်နေ၍သခင်ဘုရားကြွလာမည်ဟူသောဂတိတော်သည်အဘယ်မှရှိသနည်းဘိုးဘေးများအိပ်ပျော်သည့်နောက်ခပ်သိမ်းသောအရာတို့သည်ဖန်ဆင်းစားကဖြစ်တဲ့ကဲ့သို့ဖြစ်မြဲဖြစ်ကြ၏ဟုဆိုလျက်ကဲ့ရဲ့ခြင်းနှင့်တကွပေါ်လာကြလိမ့်မည်ရှေးကာလ၌မိုးကောင်းငင်ကို၎င်းရေထဲကထွက်၍ရေဖြင့်တည်သောမြေကြီးကို၎င်းဘုရားသခင်၏နှုတ်ကပတ်တော်သည်ဖြစ်စေတော်မူကြောင်းနှင့်ဖြစ်ပူးသောလောကဓာတ်ကို ထို့သောအဖြစ်ရေနှင့်လွှမ်းမြုပ်၍ဖြည့်စည်ကြောင်းကိုထိုသူတို့သည်မှတ်မိခြင်းသော စိတ်မရှိကြ။ယခုရှိသောမိုးကောင်းငင်နှင့်မြေကြီးမူကားတရားဆုံးဖြတ်၍အာရမလူတို့ကို ဖြည့်စည်သောနေ့ရက်တိုင်အောင် ထိုနှုတ်ကပတ်တော်အဖြစ်တူထားလျက်ရှိ၍မီးရှို့ခြင်းအဖို့လုံကနေရစ်သည်ခြေသူတို့ထာဝရဘုရားမှာကာလတရက်သည်အနှစ်တထောင်ကဲ့သို့၎င်းအနှစ်တထောင်သည်တရက်ကဲ့သို့၎င်းဖြစ်သည်အရာတစ်ခုကိုမမေ့လျော့ကြနှင့် ်လူအချို့တို့သည်နှေးချင်းကိုမှတ်သည့်အတိုင်းထာဝရဘုရားသည်ဂတိတော်အရာမှနေတော်မမူငါတို့တွင်အဘယ်သူမှမပြတ်စည်းပဲရှိသမျှတို့သည် နောင်တရစေခြင်းကအလိုတော်ရှိ၍ငါတို့ကိုတီးခတ်တော်မူ၏တခိုးသည်ညအခါလာတဲ့ကဲ့သို့ထာဝရဘုရား၏နေရသည်လာလိမ့်မည် ထိုနေ့၌မိုးကောင်းငင်သည်ကြီးစွာသောအတန်နှစ်တဝပျောက်သွားလိမ့်မည်မြေကြီးကိုမှဆာ၍မြေကြီးပေါ်မှပြုတ်လုသမျှသောအရာတို့သည်ကျွမ်းလောင်ကြလိမ့်မည်တို့ဖြစ်၍ဤအရာအလုံးစုံတို့သည် ကုန်စင်မည်မှန်သောကြောင့်မိုးကောင်းငင်သည်မီးနှင့်ပြည့်၍လောကရတ်တို့သည် ပူအားကြီးလျက်အေးကြူခြင်းကိုခံရသောနေ့ဒီဟုသောဘုရားသခင်၏နေ့ရောက်လိမ့်မည်ဟုသင်တို့သည်မျော်လင့်တောင်းတလျက်တန်ရှင်းသောအကျင့်ကိုကျင့်ခြင်းဘုရားဝတ်၌မွေးလျော်ခြင်းအဖြစ် အဘယ်သို့သောသူဖြစ်အပ်ကြသည်။ယခုရှိသမျှသောအရာတို့သည်ပြည့်ရတော်လဲဖြောင့်မတ်ခြင်းတရားတည်နေရာမိုးကောင်းငင်တင်နှင့်မြေကြီးတစ်ကိုငါတို့သည်ဂတိတော်နှင့်အညီမျောလင့်ကြ၏။ထို့သောမျောလင့်ခြင်းရှိသောကြောင့်ချစ်သူတို့တင်းတို့သည်အညစ်အကြေးနှင့်ကင်းစင်၍အဘဲအပြစ်မျှမပါဘဲရှေ့တော်သို့ငြိမ်ဝတ်စွာရောက်မည်အကြောင်းစူးစမ်းအားထုတ်ကြလော့ငါတို့ချစ်တော်ညီပေါလုသည်မိမိခံရသောဉာဏ်ပညာအတိုင်းတင်းတို့အားရေး၍ပေးလိုက်သောစာ၌၎င်း သူသည်ဤအရာများကိုပြော၍စီရင်သောဩဝါဒစာရှိသမျှတို့၌၎င်းပါသည်နှင့်အညီငါတို့သခင်ဖျားတီးခံတော်မူခြင်းသည်ကဲတင်မီအကြောင်းဖြစ်သည်ဟုမှတ်ကြလောထိုစာတို့၌ခက်ခဲသောအရာအချို့ရှိ၏မတတ်သောသူတည်ကြည်ခြင်းမရှိသောသူတို့သည်ထိုအရာမှစ၍ကျင်းသောကျမ်းစာ၏အ낵ကိုမောက်လံ၍ကိုယ်ကိုဖျက်ဆီးတကြ၏တို့ပြည့်၍ချစ်သူတို့မတရားသောသူတို့၏ပရိယေအဖြစ်သင်တို့သည်လည်းသွေးဆောင်ရာသို့လိုက်၍ သင်တို့တည်ကြည်ခြင်းမှမလွေ့လျော့မည်အကြောင်းဤအရာများကိုသိနှင့်ပြီဖြစ်၍ကိုကိုကိုစောင့်ရှောက်ကြလော့ဂျေဇုတော်၌၎င်းငါတို့ကိုကယ်တင်တော်မူသော အရှင်သခင်ယေရှုခရစ်ကိုတည်ကျွမ်းခြင်း၌၎င်းကြီးပွားကြလော့ထိုသခင်သည်ယခုမှစ၍ထာဝရနေ့ရဲ့ကာလပတ်လုံးဘုံတည်ရရှိတော်မူစေတည်းအာမင်